ချိန်တန်အရွယ်ရလို့အိမ်အောင်ပြုသွားခဲ့ပြီဖြစ်တဲ့သမီးအလေးမလေးဆွေပြေသင်းရဲ့ဆေးဆက်မင်္ဂလာပွဲမှာမိဘတယောက်အနေနဲ့ဝမ်းနဲ့ဝမ်းသာမျက်ရည်ကြားခဲ့တဲ့တယောက်ဆောင်ဆွေပြေသင်းရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဆွေဖေးသင်းနဲ့ဟေးဝရန်တို့ငယ်စဉ်ဆုံးတွဲလေးကတော့မနေ့ကအော်တိုဘာလ17ရက်နေ့ကနှစ်ဖက်မိဘတွေရဲ့ရှေးမှာမင်္ဂလာရှိစွာနဲ့ဆေးဆက်ကြောင်းလမ်းမင်္ဂလာပွဲလေးကျင်းပပြုလုပ်ပြီးစီခဲ့တာပဲဖြစ်ပါတယ် အခုလက်ရှိအသက်အရွယ်ရောက်တရုတ်ဆောင်ဆွေပြေတစဉ်ကအသက်35နှစ်ပြည့်နေပြီဖြစ်ပြီးမိန်းကလေးတယောက်အနေနဲ့အိမ်တော်ပြုသိတဲ့အရွယ်ကိုရောက်နေပြီဆိုပေမဲ့ဆွေပြေရဲ့မိဘတွေအနေနဲ့ကတော့တမီးလေးအပေါ်မှာကလေးငယ်လေးတယောက်လိုပဲတမိုးထားနေရဆဲပဲဖြစ်ပါတယ်ဆွေပြေတစဉ်ဟာမိဘတွေအပေါ်မှာတည်ထက်နေမာတဲ့တမီးတယောက်ဖြစ်ပြီးအထူးသဖြင့်မိခင်ဖြစ်သူဒေါ်မာလာခင်နဲ့ညီအမတွေလိုတရင်တနည်းနေထိုင်သူလည်းဖြစ်ပါတယ် ဒါကြောင့်မလို့လေစူပြေလေးအိမ်နောက်ကျသွားတဲ့အချိန်မှာစူပြေရဲ့မိမိဒေါ်မလာခင်အနေနဲ့အိမ်နောက်ဘက်ကောင်းကိုရှာတွေ့သွားတဲ့သမီးဖြစ်သူရဲ့အတွက်ဝမ်းသာရသလိုမိဘတွေရဲ့ရင်ခွင်တွေကနေအတောင်လက်ဆောင်လို့ထွက်ခွာသွားတော့မဲ့သမီးလေးအတွက်လည်းဝမ်းနဲ့မျက်ရည်ကျခဲ့ရတာဖြစ်ပါတယ်။စူပြေသစင်ဟာမိဘနှစ်ပါးရဲ့ဆုံးမသွန်သင်မှုကောင်းခဲ့တာကြောင့်လိမ္မာရေးကြရှိပြီးနာမည်ပြည့်မရှိတဲ့မင်းသမီးတစ်ယောက်အနေနဲ့အခုချိန်ထိရပ်တည်နေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဟေးဝေးရဲ့နွေမီသားစုဘက်ကလည်းဆိုပြတဲ့စင်လို့အပြစ်နာစာမရှိဘိုင်းကောင်းကြောက်ဖိအမျိုးသမီးကောင်းလေးတယောက်ကိုရရှိခဲ့တာကြောင့်တင်တောင်းတင်တယ်နဲ့ခန်းခန်းနာနာလက်ထက်တောင်းရန်ယူခဲ့တာဖြစ်ပြီးခန်းနာကြီးကျယ်နဲ့မင်္ဂလာပွဲပေါင်းများစွာကိုလည်းကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။